အမေရိကန်သမ္မတဒေါနယ်ထရမ့်ကအီရန်ကိုအကျွင်းမဲ့လက်နက်ချဖို့တောင်းဆိုလိုက်ပါတယ်။အီရန်နိုင်ငံရဲ့ဒီအဓိပတိဖြစ်တဲ့အာယာတိုလာအလီခါမေနီဗမာရှိတယ်ဆိုတာကိုလည်းသိတယ်လို့ပြောလိုက်ပါတယ်။ရုရှားသမ္မတပူတင်ကလည်းအီရန်မှာဒီအလီခါမေနီအုပ်ချုပ်မှုဆက်ပြီးတော့ရှင်သန်ဖို့ခက်ခဲသွားပြီဖြစ်တယ်လို့ပြောပြီးတော့ဒီအီရန်ကိုဆွေးနွေးမှုတွေအမြန်ဆုံးလုပ်ဖို့ကိုတိုက်တွန်းလိုက်ပါတယ်။မြို့တော်တီဟီရန်မှာတော့ဒီရှိနေတဲ့ရုရှားတန်ယုံက ဝန်ထမ်းတွေကိုလည်းအီရန်ကအမြန်ဆုံးထွက်ခွာဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။အဲတစ်ဖက်မှာလည်းအမေရိကန်ကဒီစစ်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ပြောထားပေမဲ့လည်းအစစ်မြင့်ဒီ F15 F 35အာလေရင်တွေအများပြားကို ပင်လယ်ကွေ့ဒေသကို ရွှေ့ပြားမှုတွေလုပ်နေပါတယ်။ Israel ကတော့သူတို့ရဲ့စမ်းသက်ဆဲဖြစ်တဲ့ဒီအာ Iron Beam ပေါ့နော်လေချောင်းရံကာကွယ်ရေးလေဆာလက်နက်ကိုစတင်ပြီးတော့အသုံးပြုလိုက်ပါတယ်။